င်္ဂလာပါရှင်စာမဏိအန်တာတိန်မန့်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ရှမ်းတိုင်းရင်းသားတို့ရဲ့ငွေတဲ့အစင်တစားအကြောင်းလေးကိုတင်ဆက်ပေးသွားခြင်းပါရဲ့ရှင် လှပတဲ့တောင်တန်းတွေရဲ့ကြားမှာရှုမြောင်စိတ်ဆန်းတွေနဲ့စီးစစ်နေတဲ့ကာယရှုမိုးဝယ်တဘာဝအလှတရားတွေနဲ့ပြည်စုံနေတဲ့ရှမ်းပြည်နယ်ကတော့မြန်မာနိုင်ငံအတွင်းမှာအကြီးဆုံးနဲ့နယ်မြေအကျယ်ဝန်းဆုံးပြည်နယ်တစ်ခုလို့ဆိုရမှာပါရှမ်းလူမျိုးစုများစွာရှိပြီးတော့လူမျိုးစုကွဲပြားမှုတွေအလိုက်ယဉ်ကျေးမှုဘာသာစကားတွေကလည်းအနှဲငယ်စီကွဲပြားနေတာကိုတွေ့ရပါတယ်ရှမ်းပြည်နယ်ကိုအရှေ့ပိုင်းမြောက်ပိုင်းနဲ့တောင်ပိုင်းဆိုပြီးအပိုင်းသုံးပိုင်းခွဲကသတ်မှတ်ခဲ့ပြီးတဲ့အနက်မြောက်ပိုင်းဒေသအတွင်းကနံပါတ်2မြို့နယ်ဘော်တွင်းဒေသတို့အပြင်တောင်ပိုင်းဒေသ ဖြစ်တဲ့ဘော်ဆိုင်ရွာမှာလည်းတတ်ထုတွင်းတွေရှိခဲ့ပြီးဘော်၊ခဲ၊ရွှေနဲ့ငွေတတ်ထုတွေကိုတူဖော်ရရှိပါတယ်။ဒါကြောင့်မလို့ရှမ်းပြည်နယ်အနှံ့အပြားမှာငွေတဲ့ပစ္စည်းတွေကိုရိုးရာအစင်တစားတစ်ခုအနေနဲ့ပြုလုပ်ဝစ်ဆင်ကြတာကိုတွေ့ရပါတယ်။ငွေတဲ့လုပ်ငန်းကိုမြန်မာတို့အတွက်ဂုံယူပွဲရာအမှုပညာလက်ရာတစ်ခုအဖြစ်သတ်မှတ်ခဲ့ကြသလိုမြမငွေတဲ့လက်ရာတွေကနိုင်ငံတကာဈေးကွက်မှာထိတ်တန့်နေရတာကရှိနေခဲ့တာလည်းဖြစ်ပါတယ်။ရှမ်းလူမျိုးတို့ပြုလုပ်ခဲ့တဲ့ငွေတဲ့အစင်တစားတွေရဲ့လက်ရာတွေကလည်းတမူကွဲပြားပြီးတော့ထူးခြားလာတာကြောင့်နှစ်သက်စရာကောင်းလာပါတယ်။ငွေ ဲပြဲပစ္စည်းတွေပြုလုပ်တဲ့အခါမှာတော့အကောင်းဆုံးအရည်အသွေးရှိတဲ့ဘောတထုထဲမှာကျင်းနီကောင်းစားကိုအနှဲငယ်ရောထည့်ပြီးတော့လိုသလိုပုံဖော်ကြတာဖြစ်ပါတယ်။ဘောကြီးတက်တက်ပြုလုပ်မယ်ဆိုရင်ငွေတဲ့ပစ္စည်းတွေအနေနဲ့အလွန်ပျော်ပြောင်းနေမှာဖြစ်ပြီးသုံးဆွဲရမှာလည်းအကျန်းခံနိုင်မှာမဟုတ်တဲ့အတွက်ရေရှည်အသုံးပြုနိုင်ပြီးလှပခိုင်ခန့်တဲ့ငွေတဲ့အသုံးဆောင်တွေရရှိစေဖို့အတွက်ကျင်းနီကိုထည့်သွင်းပြုလုပ်ထားခြင်းလည်းဖြစ်ပါတယ်။ရှန်တိုင်းရင်သားလူမျိုးစုများစွာတွေထဲမှာငွေတဲ့အသုံးဆောင်တွေကိုအစဉ်တစားတစ်ခုအနေနဲ့တန်မိုးထားကအမျက်တနိုးဝစ်ဆင်ကြလိရှိတာကတော့အခါတ ိုင်းရင်းသားတွေပဲဖြစ်ပါတယ်။လက်မှုအတက်ပညာတရက်ဖြစ်တဲ့ဘဘဲလုပ်ငန်းကို အခါလူမျိုးတွေကချယ်ရီပန်းတွေပွင့်နေလာရသည်။နှစ်ဆမ်းမိုက်မှာငွေတဲရတနာအစေတစားပစ္စည်းအမျိုးမျိုးကိုရိုးရာမပြတ်ပြုလုပ်လေရှိပါတယ်။အခါတိုင်းရင်းသားတို့နေထိုင်ရာရွာတိုင်းမှာတော့ဘဘဲဆရာတူရှိစမြဲပဲဖြစ်ပါတယ်။ဘဘဲဆရာကရွာတရွာရဲ့အထူးကြတဲ့ပုံကိုတူဖြစ်ပြီးတော့ငွေတဲအစေတစားတွေအပြင်ရွာသစ်တီရဲ့အခါမှာလိုအပ်တဲ့ဓာပစိန်လမ်းပောက်ပြားနဲ့နတ်ဆရာလက်သုံးဓာတွေကိုလည်းပြုလုပ်ပေးရမှာဖြစ်ပါတယ်။အခါတိုင်းရင်းသားတွေရဲ့ ရိုးရာဝတ်စုံကိုလေ့လာကြည့်မယ်ဆိုလျင်အမျိုးသားတွေထံအမျိုးသမီးတွေကငွေတဲ့အစင်တစားတွေကိုပို့ပြီးဝတ်ဆင်ကြတာတွေ့ရပါတယ်။အခါအမျိုးသမီးတွေဝတ်ဆင်လေးရှိတဲ့ကောင်းဆောင်တွေမှာငွေတဲ့ပစ္စည်းတွေဖြစ်တဲ့ငွေပြားအမျိုးမျိုးကိုထည့်သွင်းကအမျက်တနှိုးဆင်မြန်းကြပြီးလေးလံတယ်လို့သတ်မှတ်ခဲ့ကြပုံမပေါ်ပါဘူး။အခါအမျိုးသမီးတွေရဲ့အပေါ်အင်ဂျင်အောက်ကနေဝတ်ဆင်ထားတဲ့အတွင်းရင်ခံထဲမှာလည်းငွေကွက်တွေကိုတွဲလျက်တီချုပ်ထားတတ်ကြပါတယ်။ကပတ်မှာလည်းပဒီးစီခယူလုံးတို့အပြင်ငွေကြေးချမ်းသာတဲ့အချို့လူတွေကငွေတွေနဲ့ပြုလုပ်ကြတဲ့ငွေကပတ်တွေကိုပတ်ကြပါ ါဗျာ။အခါရောက်ကြလေးမင်းကလေးတွေကငေးရွယ်စဉ်အချိန်မှာ ငွေသီးငွေကပ်ကလေးတွေနဲ့ပန်းပုံစံဖော်ထားတဲ့အုတ်ထုပ်အဝိုင်းလေးတွေကိုစောင့်ကြပါတယ်။အခါအမျိုးသမီးတွေရဲ့ကောင်းဆောင်မှာတက်ဆင်ထားတဲ့ငွေကွက်တွေကိုတော့ပတိန်လုပ်ငန်းအတော်များမှာပြုလုပ်ကြပါတယ်။ငွေကွက်ပြုလုပ်ဖို့အတွက်အရင်ဦးဆုံးငွေကဲအပိုင်းစာတွေကိုပြုလုပ်မယ်။အရွယ်အစားပေါ်မူတည်ကချိန်တွေပြီးတော့တန်ကွက်တစ်ခုထဲမှာမီးနဲ့ကြိုးပေးရပါတယ်။ငွေကဲတွေအရေးပြောလာပြီးတဲ့နောက်မှာတော့မြောင်းပါတဲ့တန်ဆောင်အတွင်းကိုငွေချောင်းရရှိစေဖို့လောင်းထည့်ပေးလိုက်ရပါတယ်။ငွေချောင်းအဆင့်ကိုရောက်ရှိလာပြီဆိုရင်တော့တူကိုအသုံးပြုကပြားနေအောင်ထုပြီးတော့အပြားဆွဲတဲ့ ဲ့ကိရိယာနဲ့ပုံမပြတ်ကတ်သွန်းအောင်လို့ဖိပေးရပါတယ်။ရရှိလာတဲ့ငွေပြားတွေကိုတော့အသင့်ပြုတ်လုထားပြီးဖြစ်တဲ့မိုးခွက်ပုံစံခွက်ထဲမှာလက်နဲ့ရိုက်ပြီးတော့ဖြတ်ထုတ်ပေးရပါတယ်။ပြီးတဲ့နောက်မှာတော့မိုးခွက်အတွင်းမှာပဲငွေခွက်ကလေးတွေကိုတူးနဲ့ရိုက်ခါပြုတ်လုပေးရပါတယ်။ငွေခွက်တည်းရဲ့အယောင်အသွေးလှပစေဖို့အတွက်မီးစားခြင်း၊ဆေးကြောခြင်းအစရှိတဲ့အဆင့်တွေကိုပြုတ်လုပြီးမြောက်ပါကခေါင်းဆောင်မှာတက်ဆင်နိုင်တဲ့ငွေခွက်တွေကိုရရှိပြီးပဲဖြစ်ပါတယ်။ရှန်တိုင်ရင်သားတို့ရဲ့ရိုးရာလက်မှုလုပ်ငန်းဖြစ်တဲ့ပဒိန်တွေမှာခေါင်းဆောင်ငွေခွက်တွေကိုအထူးကပြုတ်လုပ်ကြပြီးတော့ ော့ကျန်တဲ့ငွေတဲ့အစင်တစားတွေကိုလည်းအလင်းတဲ့တလို့ဖန်တီးကြတာဖြစ်ပါတယ်ငွေတဲ့တွေကိုတော့ရိုးရာရင်ကျေးမှုတစ်ခုအနေနဲ့ဝစ်ဆင်ကြတဲ့သူတွေထဲမှာတောင်ရိုးလူမျိုးစုတွေလည်းပါဝင်ပါတယ်တောင်ရိုးလူမျိုးတွေရဲ့ဒလေထုံနှံအရာမိန်းကလေးအပြိုတွေကိုငွေလက်ကငွေနှစ်တန်သည်ငွေပတိနဲ့ငွေချေချင်းတို့ကိုစင်မြန်းပေးလေရှိကြပြီးတော့အိမ်အောင်ကြသွားပြီးတဲ့နောက်မှာတော့ကျေးခွေတွေကိုခြေတလုံးမှာရစ်ပတ်ခါဆင်းရင်လေးရှိပါတယ်ရှေးမြမမင်းများလက်ထက်ကငွေတဲ့ပစ္စည်းတွေကိုလူတိုင်းအသုံးပြုခွင့်မရှိခဲ့ပါဘူးဘရင်ဆွေတော်မျိုးတော်တွေနဲ့အသုံးပြုခွင့်ရထားတဲ့ ်နန်းတွင်အမှုတန်းတွေကသာပွဲလန်းသဖြင့်အလူမင်္ဂလာအခမ်းအနားတွေမှာငွေတဲ့အစင်တစားတွေကိုဝစ်ဆင်ကြတာလည်းဖြစ်ပါတယ်မြမငွေတဲ့ပစ္စည်းတွေကိုတော့ရန်ကုန်မြို့နယ်တရက်မြို့မှာအထူးကပြုလုပ်ကြပြီးတော့ရန်ကုန်လက်ရာရိုးရိုးရှင်းရှင်းနဲ့အမှုစိတ်ချာချာဆစ်ဆက်သေးချာလှပသလိုတရက်လက်ရာကတော့ပုံစံစိတ်ကူးကူးစမ်းကြယ်တာတွေကိုလည်းတွေ့ရပါတယ်အဲ့ဒါအပြင်ငွေတဲ့ပစ္စည်းပြုလုပ်ရာမှာမန္တလေးမြို့ကလည်းအထူးထင်ရှားတယ်လို့ဖော်ပြရမှာပဲဖြစ်ပါတယ်နန်းစံပြီးလှပတဲ့မြမငွေတဲ့လက်ရာတွေနဲ့အပြားတရုတ်နဲ့ထိုင်းဟန်ရွက်တဲ့စံစံပြပြရှမ်းရိုးရာ ငွေတဲ့လက်ရာတွေကလည်းစော်ဝါတွေရဲ့ဟော်နန်းတွေမှတစဉ်ဈေးကွက်ထဲအထိခြေဆံပြီးဝင်ရောက်လာနိုင်ခဲ့တာဖြစ်ပြီးမြန်နပန်းလှခဲ့ပါတယ်လူမျိုးတစ်မျိုးရဲ့ယဉ်ကျေးမှုအဆင့်တန်းကိုလစ်လာမယ်ဆိုလျင်သူတို့ဝစ်စင်နဲ့အဆင့်တစားတွေကိုကြည့်ပြီးဆုံးဖြတ်နိုင်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကအင်းလေးကံမှာနေထိုင်ကြတဲ့ရှမ်းတိုင်းရင်းသားလူမျိုးတွေရဲ့လက်မှုပညာကဒေသရဲ့ယဉ်ကျေးမှုအဆင့်တန်းကိုဖော်ပြနေခဲ့တာဖြစ်ပါတယ်ဒီကနေ့အချိန်အထိအင်းသူအင်းသားတွေဝစ်စင်နဲ့ငွေတဲ့အဆင့်တစားတွေကိုအင်းရိုးရာပဒိန်လုပ်ငန်းကမျိုးရိုးဆင်ဆက်လုပ်ကင်လာရ လည်းဖြစ်ပါတယ်။အင်းလေးကန်ရေပြင်ထက်ကခဲရရွာမမှာရှိတဲ့ပဒိန်မှာရှေးလက်ရမပြတ်ငွေတဲ့အစင်တစားတွေအပြင်ခင်မီပုံစံဒီဇိုင်းအမျိုးမျိုးကိုလည်းစမ်းသစ်တွေ့ခြင်းကပြုလုပ်ရောင်းချပေးလျက်ရှိပြီးဖောင်တော်ဦးဖရာပွဲတော်ကာလအနီးဖောင်တော်ဦးဖရာပွဲတော်ကာလနီးလာတဲ့အခါမှာပို့ပြီးအယောင်းတက်တယ်လို့လည်းသိရပါတယ်။အင်းလေးကန်ကိုလာရောက်လည်ပတ်တဲ့နိုင်ငံသားကဘာလက်ခရီးသည်တွေကလည်းငွေတဲ့ပစ္စည်းတွေကိုအမတ်တရဝယ်ယူလျက်ရှိတဲ့အပြင်ရှမ်းတိုင်းရင်းသားတို့ရဲ့ရိုးရာလက်မှုပညာကိုလည်းစိတ်ဝင်စားလည်လာကြပါတယ်။လက်ရမြောက်တဲ့ရှမ်းရိုးရာငွေတဲ့လက်ရ ာတွေကကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ကယားပြည်နယ်တွေအထိပြန့်နှံ့ရောက်ရှိလာခဲ့ပြီးတမိုးထားစင်မြန်းခဲ့ကြပါတယ်မြန်မာတို့ရဲ့လော်ကီမင်္ဂလာ၁၂ပါးတဲ့ကဒေါနာကရဏမင်္ဂလာဖြစ်တဲ့ပကတ်တဲမင်္ဂလာပြုလုပ်ရမှာလဲငွေပကတ်ကိုအသုံးပြုခြင်း ဗတ္တဟာရမင်္ဂလာလို့ခေါ်ဆိုတဲ့ကလေး6လသားအရွယ်မှာပထမဆုံးထမင်းခွန်းနဲ့မင်္ဂလာကိုတော့ငွေစွန်းနဲ့ပြုလုပ်ခြင်းကန္နဝိစနာမင်္ဂလာမှာငွေအပ်နဲ့နားသာပေးခြင်းစတဲ့ငွေတွေကိုအတန်မိုးမြင်ကအသုံးပြုခဲ့ကြတာလည်းဖြစ်ပါတယ်မြမငွေတွေလက်ရာတွေကိုတော့နိုင်ငံသားတွေကတန်မိုးထားဝယ်ယူစုဆောင်းလေးရှိကြသလိုပထမကဘာစစ်မတိုင်းမီနိုင်ငံတကာကုန်စည်ပြပွဲတွေမှာတော့မြမငွေပဒိန်လက်ရာတွေကရွှေတစိပ်ငွေတစိပ်ကျေးတစိပ်တွေစုခိုးနိုင်ခဲ့တဲ့အထိမြမငွေတွေလက်ရာတွေကလှမ်းမိုးထားနိုင်ခဲ့တာဖြစ်ကြောင်းကိုဂုံယူဝဲတင်ဆက် ဆက်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဖို့အကြောင်းအရာများနဲ့ဘ ഹു တုတဖြစ်ဖွယ်တမိုင်းကြောင်းလေးများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးပါရစေရှင်